EFL Cup winner Newcastle congratulations ma မင်္ဂလာပါကိုကင်းစ်တာဖုတ်ဘောရှူအနီကျူတော်ရယ် Newcastle တင်းဟာသူတို့အတင်းရဲ့ club တင်းတမိုင်းတလျှောက်မှာပထမဆုံးအကြိမ်ဖြစ် English League Cup ကို Liverpool အတင်းကိုထိုက်ထိုက်တက်တက်အနိုင်ယူပြီးပိုဆွဲသွားနိုင်ခဲ့ပါတယ် Liverpool ဟာဒီ English League Cup လို့ခေါ်တဲ့ EFL Cup ကို ကျွန်တော် fine နဲ့2ချိန်တိတိတက်ခဲ့ပူရယ်ပေါ့နော်အခု2024 25ဘောလုံးရာသီရောက်တဲ့အခါကျမှ Liverpool အသင်းကို Titan စွာ အကောင်းဆုံးအနိုင်ယူကစားပြီးတော့ဒီ Super League ကိုထိုက်ထိုက်တန်တန်စွတ်ကူရရှိခဲ့တယ်လို့လည်းပြောရမှာဖြစ်ပါတယ်ခင်ဗျ Newcastle က FA Cup မှာ Super League အများကြီးရခဲ့ဘူးလေဒါပေမဲ့ English League ကမှာတော့တစ်ချိန်တစ်ခါမှမရခဲ့ဘူးဒီတစ်ချိန်ကသူတို့အတွက်ပထမဆုံးရရှိခဲ့တာလည်းဖြစ်ပါတယ်တနည်းအားဖြင့် Eddie Howe ရဲ့ နျူကက်ဆယ်နီးပြဘဝမှာပထမဆုံးရရှိခဲ့တဲ့ဖလားလို့ပြောရမှာ ဖြစ်တယ်လို့စူပလိုက်နဲ့ဝေးကွာနေပြီဖြစ်တဲ့နျူကက်ဆယ်အသင်းနေနဲ့လည်းပထမဆုံးတော့တရားဝင်စူပလားတစ်လုံးကိုရရှိခဲ့တာလေဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ငယ်တုန်းကတော့ဒီ January မှာငှက်ကြားလို့ရေလီအီတာရှိတဲ့နျူကက်ဆယ်အနေနဲ့အသင်းလက်အသင်းကနေကျွန်တော်တန်းနေပါပြီစင်းသွားခဲ့တယ်ပေါ့နော်အဲ့နောက်ပိုင်းမှာ EPO ကိုတန်းမြတ်တက်လာပြီတာမန်အသင်းတသင်းတက်မပူခဲ့ဘူးဒါပေမဲ့ မိုဟာမက်ဘန်ဆမန်ဒီတင်းကိုဝယ်ယူပြီးတဲ့နောက်ပိုင်းမှာပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။တခြားအသင်းတွေနဲ့တော့မတူဘူးပေါ့နော်။နောက်ပိုင်းမှာအင်ကန် expense ကို balance လုပ်လိုက်တဲ့အတွက်ကြောင့်လူခေါ်ယူနေခေါ်လို့မရတော့ဘဲနဲ့အသင်းကိုပြန်ပြီးဘစ်လောက်ရတယ်ပေါ့။ဒီလိုအခြေအနေမျိုးကနေ Newcastle အသင်းကသူတို့အတွက်အပထမဆုံးဖလားတစ်လုံးကိုဟိုအကောင်းဆုံးရရှိခဲ့တယ်ပေါ့နော်။သူတို့လှမ်းခဲ့တဲ့ခြေလှမ်းတွေကမှားယွင်းခဲ့တဲ့ခြေလှမ်းတွေမရှိသေးဘူးလို့ပဲပြောရမှာပါ။ငွေသုံးချက်မှုအရင်မရှိဘူး။ဒါပေမဲ့ အဆင်ပြေတဲ့လူခုံမှုတွေနဲ့အကောင်းဆုံးကစားသမားတွေကိုမွေးထုတ်ပေးနိုင်ခဲ့တယ်လို့လည်းပြောရမှာဖြစ်ပါတယ်။ Okay အဲ့တော့ချန်ပီယံဖြစ်သွားတဲ့အသင်းကိုကျွန်တော်ချီချူးထောပနာပြုပြီးသွားပြီဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးစတင်ချင်ကပ်လိုက်ရအောင်။ရှင်းပါတယ်။နိုင်တဲ့နိုင်တဲ့အသင်းကနိုင်သွားတာပါ။သို့တော့ကျွန်တော်လီဗာပူးကိုအနေငယ်တော့နှမျောမိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့အကောင်းဆုံးအမြင့်ပြန်ခဲ့တာဗျ။ပရီးမီးယားလိမှာလည်းဒီလူစင်းနဲ့အမှတ် ဒီလောက်ထိဖြတ်မယ်လို့ကျွန်တော်မထင်ထားခဲ့ဘူးပြိတ္တာအားပေးမှုများတဲ့အသင်းထဲမှာပြီးခဲ့တဲ့ရာသီကလူစင်းစုဖွဲ့မှုနဲ့ပဲကစားခဲ့တဲ့အသင်းဆိုတော့လီဗာပူးတစ်သင်းပဲရှိတယ်ချန်ပီယံလိမှာလည်းသူတို့အကောင်းဆုံးကစားခဲ့ပေမဲ့ပြုတ်သွားတယ်အခု EFL Cup မှာလည်း The Final မှာ Newcastle ကို physical ဘိုင်းရော mental ဘိုင်းရောလုံးဝရှင်မရခဲ့ပဲရှုံးသွားတယ်ဒါက Champion League ရှုံးနိမ့်မှုရဲ့ရိုက်ခတ်မှုတွေလို့တော့ကျွန်တော်သုံးသပ်မိတယ် PSG အသင်းကိုရှုံးနေမှုကရှုံးပွဲတစ်ပွဲထက်ပိုခဲ့ပါတယ်။ DFL Cup Final ပွဲမှာပါသွားပြီး impact ဖြစ်တယ်။အဲ့တော့ဘောလုံးသမားတယောက်ကရုပ်ပိုင်းဆိုင်ရာလည်းကောင်းမွန်နေရမယ်၊စိတ်ပိုင်းဆိုင်ရာလည်းကောင်းမွန်နေဖို့လိုတယ်။ဒီနေ့ပွဲတွေမှာ Liverpool တင်းရဲ့ကစားသမားအများစုကရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာတွေသည် Newcastle ကစားသမားတွေထက်ပိုပြီးဝိနေတဲ့တဆင်းနေနေတဲ့ခန်းစားချက်မျိုးကိုကျွန်တော်ရခဲ့ပါတယ်။ဒါကတော့ဟိုတယောက်နဲ့တယောက် အမြင်ညစ်တူခြင်းမှာတော့တူလိမ့်မယ်တော်တော်ကျွန်တော်ကတော့အဲ့လိုကိုမြင်တယ်လီဗာပူးရဲ့ဟိုတသိန်းလုံးမှာကစားအကောင်းဆုံးဆိုရဲဒိုမီနစ်ဆပ်ပိုစလိုက်တော့ဒီနေ့နည်းနည်းလေးဝိနေတဲ့ပုံစံမျိုးတွေ့ခဲ့ရပါတယ်တစ်ဖက်ကတော့ဒီဖလားကိုလူလူချင်းချင်းနဲ့စိတ်အားထက်သန်စွာနဲ့အယူမူကစားသွားခဲ့တဲ့ပုံစံမျိုးကအဲဒီဟောင်းရဲ့ view ဟာဘိုင်းနဲ့လုံးဝတသားတည်းကျသွားပါတယ်ကျွန်တော်ရဲ့ preview ထဲမှာလည်းပါပါတယ်ဒီ new case အတင်းက ါဝါကိုအားပြုပြီးကစားတဲ့အသင်းအသင်းပါဝါထဲမှာတော့ခွဲချင်းစိတ်ပြန်အများကြီးပါတယ်ပေါ့ဗျာထားပါတော့ယေဘူးယဆန်ပြောရင်တော့ပါဝါပဲပေါ့ခွန်အားကိုအားပြုပြီးစော့တယ်ပေါ့တသင်းလုံးတက်မယ်အမြင်ဘောတွေကိုအားပြုပြီးစော့မယ်ဖိပြီးသွင်းမယ်ဒါကျွန်တော်ပြောခဲ့ပါတယ်ဒီနေ့အပုံတိုင်းမှာကစားသွားတယ်အဲ့တော့ all attack ဆိုတဲ့နေရာမှာတသင်းလုံးလိုက်ပါစီးမျောတယ်လက်စနာအီဆက်နော်ကျွန်တော်ရှေ့က Jacob Murphy Harvey Benz ၃ယောက်လုံး flat down ပုံစံနောက်ကကစားသမားတွေကလည်းဟို midfield line က၃ flat down ပုံစံ ဖိပြီးတော့ရှေ့ထိတိတ်တိတ်တဲနဲ့တက်ပြီးဂိုးသွင်းတယ် high line defense တွေတင်ဆော့တယ်အမဆိုရာဒန်ပန်းကြီးဗျဒန်ပန်းရဲ့အရဲ့ကြီးကဟိုကြီးကောင်ကြီးမကြီးနဲ့အမြဲတမ်း area jewelry မှာသူဝန်းတယ်ဒါအပြင်ဒီအကောင်ကြီးကကဲတိုက်စစ်ပိုင်းကိုလိုက်ရမယ်ဆိုရင်လည်းအာတုံကိုဆိုင်တချို့တော့ counter attack situation တွေမှာအတကုံပြီးဟာပြန်ဆင်းဖို့လိုရင်လည်းဆွတ်ဆက်ပြီးပြီးတော့အမှန်တကယ်ကွာသွားပြီဒါတော့မှ လီဗာပူးအသင်းမှာအီဘူးရန်ကောင်းလို့ပထမမှာဘရိုးတွေ့မှာပေါ့အီဘူးရဲ့ဘလော့တဲ့အလုံးပေါင်းကျွန်တော်မြင်ရတော့၃လေးလုံးထက်မနေဘူးအဲ့ဒီလုံးတွေလွတ်ပေးလိုက်ရင်ဂိုးတယ်နော်ဒါတွေမဲ့လားဆိုတော့မဟုတ်ဂိုးသမားကလဟာပါယုံကြည်မှုသွားပြောင်းနေတယ်ကလဟာကျွန်တော်မြင်ဘူးသမျှလေဟိုသူကစားတဲ့ပွဲစဉ်တွေမှာတော်တော်များများဟိုကိုမိုးရှာဖြစ်တဲ့ဂိုးသမားဗျတော်တော်ဒီနေ့ပွဲတင်မှာတော့နည်းနည်းအသက်မဲ့နေတဲ့ပုံစံ မြင်ခဲ့ရတယ်။ Vajiro ကလည်းကြက်ငိုက်မှုပိုင်းကျနေပြီဖြစ်တယ်လို့အသင်းရဲ့အဓိက key player Mosala ကလည်းဒီနေ့ဘယ်လိုပြောမလဲ physical ပိုင်းနဲ့အရင်အစင်မပြေခဲ့ဘူးပေါ့နော် Livermanto ရဲ့ထိန်ချုပ်ခြင်းကိုခံခဲ့ရတယ်။ဒါကလည်း PSG ဘွဲက Nuno Mendes Mosala ကိုထိန်းသွားတဲ့ပုံစံမျိုးပဲ။ဒါတော့တဘာဝပဲပေါ့နော်။သူ့အသက်အရွယ်နဲ့သူဒီလောက်ပဲပေါ့။ဟိုကငယ်ကုန်ရှိတယ်တက်လူတသိန်းလောက်စိတ်တဲ့ပိုင်းဆိုင်ရအမြင့်ဆုံးအခြေအနေရောက်နေတဲ့ ုံစံကောင်းမှာတော့ Liverman တို့ကလည်းဟာ shit တဲ့ now say overlap လည်းသွားတယ် analab လည်းသွားတယ်ဘလို့မှ control လုပ်လို့မရခဲ့ဘူးအဲ့တော့ Liverpool အသင်းအနေနဲ့တွေးတဲ့လောင်းတင်ပြီဆိုတာနှစ်ပွဲရှိပြီဒါအချက်ပေးခေါင်းလောင်းတန်နေထိုးနေပြီဒီနေရာဒီဒါ announce တော့တော်လုံးလို့ပြောရမှာပေါ့နော်အသင်းရဲ့ frame ကိုမပြတ်ဘဲနဲ့အကောင်းဆုံးသူတို့မောင်းနေရင်လည်းအဓိက major trophy ကိုရဖို့အတွက်အနည်းဆက်ဆုံးအခြေအနေဖြစ်သွားတာပေါ့တကယ်လို့ဒါ စောစီးစွာလီဗာပူးတင်းကထပ်ပါတော့ချန်ပီယံလိမှာအဲ့လို128မဝင်ပဲ927ကနေ32တင်းအဆင့်ကမတော်တဆပြုတ်သွားခဲ့ရင် EPL မှာပါရိုက်ခတ်မှုသွားဖြစ်နိုင်တယ်အခုအနေငယ်ကန်ကောင်းသွားတာက EPL မှာအမှတ်ပြတ်သွားလို့ပေါ့နော်ဒါတော့မှ EPL ကိုတခြား focus ထားပြီးပြိုင်မှုလိုနေပြီပေါ့နော်ထပ်ပါအဲ့တော့ဒီပွဲကိုကျွန်တော်ပြန်ဆက်လိုက်အောင်ယူကစဲတင်းရဲ့တင်းလုံးတက်တင်းလုံးဆင်းကစားတဲ့ဟန်မှာအဲ့လိုမျိုးလှိုင်းလုံးတွေလိုမျိုးရှစ်တက်နောက်ဆင်းပုံစံမျိုးတွေနဲ့ လီဗာပူးကစားသမားအတော်များများကမိနစ်အများစုမှာခွန်အားပိုင်း ရှင်ပြီးတော့ကစားလို့မရခဲ့ဘူးလီဗာပူးရဲ့အဓိကအာသာချက်ကဘာလဲကျွန်တော် counter attack တွေ direct pass တွေ direct attack တွေနဲ့အပြပြီးကစားတယ်အဲ့ဒါတွေကလည်း highline defense တင်ဆော့ထားတဲ့ newcastle အသင်းရဲ့ နောက်တန်းကိုကြော်ဖို့မလွယ်ခဲ့တယ်လို့ကွင်းလယ်ကစားသမားတယောက်ချင်းစီကလည်းကစားသမားတွေကိုမမမာကင်ပေးထားတာအရင်ကောက်ပါတယ်တိုနယ်လီဘရူနိုဂူမရစ်ဂျိုလင်တန်မမချာချာကစားသွားတဲ့အတွက်ကြောင့်လီဗာပူးကစားသမားတွေတောင်မှတချို့ဒဏ်ရာအနာတရရခဲ့တာကိုတွေ့ရပါတယ်အဲ့တော့ညူကက်ဆယ်အသင်းမှာကျွန်တော်ပြောခဲ့တယ် midfield train ကအဓိကပဲဒီနေ့အဲ့ midfield train ကလုံးဝပုံပေါ်ခဲ့ပြီးနောက်ခံကစားသမားတွေရောရှေ့ကကစားသမားတွေရောအကုန်လုံးဟိုတွဲဖက်ပြီးတော့ connection ကောင်းကောင်းနဲ့အဆင်ပြေအောင်ကစားသွားခဲ့တာကိုတွေ့ရပါတယ် ဆိုတော့ကျွန်တော် twin goal လေးတွေကိုပြန်ပြီးတော့စမ်းစစ်ကြည့်အောင်ပထမပီးကန်ဒီမှာရသွားတဲ့ goal ကအဖြေတစ်ခုလို့ဖြစ်သွားတယ်ဗျ။เนาะဒီ goal ကတော့ Dan Ban ရဲ့ခေါင်းတိုက်ချက်ပေါ့လေ။ဒီခေါင်းတိုက်ချက်ဒီအဝေးရတိုက်သွားတယ်။ site တော့ကြတယ်ဒါပေမဲ့အဲ့လိုခေါင်းတိုက်ချက်တွေကိုပုတ်ထုတ်ခဲ့တဲ့ goal သမားတွေကိုကျွန်တော်မြင်ခဲ့ဘူးတယ်။သို့တော့ကလားကယုံကြည်မှုအနေငယ်ပျောက်နေတဲ့အတွက်ကြောင့်အရင်လည်းမမြင်ဘူးဗျ။ဟိုဝင်သွားတဲ့ဘောလုံးလာရလမ်းကြောင်းအောင်လေ။သို့တော့ သူဘာမှမတက်နိုင်ပဲဒီတိုင်းကြောင်ပြီးတော့ရက်ပြီးကြည်နေခဲ့ရတယ်။အဲ့ဒီလုံကအဆုံးပြတ်ဖြစ်သွားတာပဲ။ပထမပိုင်းမှာဂူမရှိသေးကြနေဒုတိယပိုင်းမှာတမျိုးတစ်ပုံပြောင်းလဲနိုင်တယ်ပေါ့နော်။ကျွန်တော်တို့ဒုတိယပိုင်းမှာလည်းအရင်မကြာလိုက်ဘူး။53မိနစ်မှာနောက်ထပ်ဂိုးတစ်ခုရသွားတယ်။ဒီဂိုးကတော့ကျွန်တော်ဟာဗီဘန်းစ်ရဲ့လီဗာမန်တိုရဲ့အတွဲဖက်ကနေလီဗာမန်တိုကအန်ဒလက်ဂျီဝင်သွားတယ်။ပြီးတာနဲ့ကျွန်တော် cross ball ပေးလိုက်တယ်။မာဖီယိုမာကင်ကက်နေတဲ့ ကျွန်တော်ရူဘူပေါ့နော် မမီဘူးနှစ်ယောက်အရက်ကတိတ်မကွာဘူးဆိုပေမဲ့ဂျက်ကော့မာဖီယာပုံမြင့်အောင်ခုံပြီးတော့မာကင်ကတ်ထားခြင်းမရှိတဲ့ကျွန်တော်အီဆက်ကိုဘလုံးပေးလိုက်တယ်အီဆက်ကကန်သွင်းဝင်နေကျွန်တော်တူးစီဖြစ်သွားခဲ့တယ်ပေါ့နော်ဆိုတော့ပွဲပီကန်ဒီမှာဖက်ဒရီကိုချီစားတဲ့အတွင်းကိုကိုပြန်ရခဲ့ပေမဲ့နျူကာဆယ်တင်းကအချိန်ဆွဲပြီးကစားသွားနိုင်ခဲ့တယ်လီဗာပူးတင်းကအဲ့နောက်ပိုင်းကိုထပ်မသွင်းနိုင်ခဲ့တဲ့အတွက်ကြောင့်နျူကာဆယ်ကဒီဖလောက်ရရှိသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ ကဲဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုရဲ့ထင်မြင်မှုစကြတဲ့လေ comment မှာဝင်ရောက် screen ပေးသွားကြပါအောင်ခင်ဗျာအခုတော့အားလုံးနှုတ်ဆက်ပါတယ်